တမလို့ချိန်မှပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လောင်းဝေပါဇလီရဲ့ဆဲလာ2025ရဲ့တည်င်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံးတစ်ပုတ်အနေနဲ့ယာမခစစ်တုံမန်းချင်းနေပတ်သက်ပြီးတော့ကျွန်တော်တင်ဆက်ပေးပါမယ်အဲ့တော့ယာမခစစ်တုံမန်းဒါ MNND A ကုကန်လက်နက်ကိုင်တွေမှာရှိနေတဲ့ဒီစစ်တုံမန်းပေါ့နော်စစ်တုံမန်းဖြစ်နေတဲ့ဒါတမလို့သားအရာရှိစစ်တီတွေဒါရဲဝန်တန်းနေဒီနေ့42ဦးဒါဂရင်900ကိုရောက်ရှိလာပါပြီဒါလွှတ်ပေးလိုက်တယ်ပေါ့နော်အဲ့တော့ကျမရဲ့အချိန်နည်းနဲ့ပတ်သက်လို့တော့ဒါစစ်ဆင်မှုတွေပြုလုပ်နေတယ်ပြီးရင်ဒီနာမည်စာရင်းတွေပါတယ်ဆိုတော့ကျွန်တော်တို့ရရှိလာအောင်အများအချိန်နဲ့တပည့်ညီဒါပြပြ ပေးသွားမယ်။လက်ရှိချိန်တွေကကျွန်တော်တို့သိရှိထားတဲ့အချက်ကတော့ဒါ42ယောက်ဒါဂရင်ကုတရာကိုဒါလာရှုရောက်ပါပြီ။ဒါကုလက်ထဲပြန်ရောက်လာပြီပေါ့နော်။အဲ့တော့ကုတရာမှာဒါဂျမိုင်းရေးစစ်ဆေးမှုဆောင်ရှားမှုတွေလုပ်နေပါတယ်ခံယူနေပါတယ်။နော်ဒီနေ့ပဲရောက်ပါတယ်။ဒါကတော့အကြမ်းမြင်းနေနေတာစစ်ဆေးမှုချိန်နဲ့ပတ်သက်ပြီးပြောပြတာပါ။ဒါဂျန်တဲ့အဖွဲ့တွေကိုလည်းဒီ12လပိုင်းထဲမှာလွတ်ပြေးဖို့ရှိရလို့တော့ကျွန်တော်တို့ဒီသတင်းရပါတယ်နော်။အဲ့တော့12လပိုင်းကုန်သွားရင်တော့ အကုန်လုံးပဲပြန်လာမှာလားဒါမှမဟုတ်ဘလို့ပြန်လာမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်မှာဖြစ်ပါတယ်เนาะဒီနေ့တော့42ရောက်ရောက်လာပါတယ်ဒါကတော့ဒါ MND A ကိုကလည်းနှစ်ကိုင်းထဲမှာရှိနေတယ်ဒါစစ်သုံးမနေရဲ့အချင်းနဲ့ပတ်သက်ပြီးတော့ပြောပြတာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဒါအကြံဘတ် DL အကြံဘတ် DL နေနဲ့သူတို့ဒါဘလောက်ပဲဒါပြည်သူပေါ်လုတ်ပါတယ်ပဲပြောပြောဒါပြည်သူအတွက်လုတ်ပါတယ်ပဲပြောပြောသူတို့ပြည်နယ်ရရှိရေးအတွက်လုတ်ပါတယ်ပဲပြောပြောเนาะဒီကောင်နေစုခွာသွားတဲ့အချိန်မှာတော့ပြည်သူပိုင်းအဆောက်အဦတွေနိုင်ငံတော်ပိုင်းအဆောက်အဦတွေပြည်သူတွေဒါသွားလာလှုပ်ရှားမှု လွယ်ကူအောင်ပြုလုပ်ပေးထားတဲ့လန်ဒရာတွေကိုဖြုတ်ခွဲဖြက်စီးတာပါပဲနော်ဖြုတ်ခွဲဖြက်စီးတာပါပဲအဲ့တော့ကျွန်တော်ကြောင်မဲကိုတက်တက်ကဒါစက်ကြောင်ဝင်တဲ့ချိန်မှာလဲတိုနီတူဆိုတာဒါဂွန်ဒစ်ဟိုဂွန်ဒန်ဒရာကိုဖြက်စီးသွားတယ်အခုလဲဒီတိဘောကိုဒါတက်မတော်ထိုးစစ်တွေဝင်တဲ့ချိန်မှာတော့ဒရာတစ်စင်းထပ်မှန်ပြီးတော့ဒါဖြက်စီးသွားတယ်ဒီနေ့တော့အဲ့ဒရာကိုလဲဒါတက်မတော်ကအလုံးစုံထိန်းချုပ်လိုက်ပြီးလို့သိရပါတယ်မကြခင်ဒါကြောင်မဲဒေတာကန်ပြည်သူတွေပြန်မှုထုတ်ဖို့ပြင်ထားပါမကြ Oh sorry ကြောင်မဲတော့ဖြစ်သွားတိဘောကိုပြောတာနော်တိဘောဒေတာကန်ပြည်သူတွေမကြခင် ပြန်တော့မှာပါပြန်တော့မှာပါအဲ့တော့တက်ကခုတီဘောနဲ့ဒီတက်စစ်ကြောင်းနဲ့ရောက်နေတဲ့နေရာကနည်းနည်းလေးပဲလိုတော့တယ်နည်းနည်းလေးလိုတော့တယ်တာမန်အားဖြင့်ကျွန်တော်တို့အကြမ်းမြင့်တွက်ကြည့်ရတော့9မိုင်လောက်ပဲလိုပါတော့တယ်9မိုင်လောက်ပဲလိုပါတော့တယ်အဲ့တော့9မိုင်ဆိုတာကဘလောက်မှမဝေးဘူးဗျာနော်မဝေးဘူးအဲ့တော့ကျွန်တော်ခံမှန်းထားတဲ့အတိုင်းပဲဒီလမကုန်ခင်တီဘောမျိုးကတက်မတော်လက်ထဲကိုပြန်ရောက်ပါလိမ့်မယ်အဲ့တော့တီဘောရောက်လာပြီလို့ရှိရင်အကယ်၍တီဘောတာတက်ကပြန်ထိန်းချုပ်ပြီးပြီဆိုရင်နောက်ထပ်ကျွန်တော်ခံမှန်းထားတဲ့မျိုးတစ်မျိုးဖြစ်တဲ့နံပါတ်2မျိုးနံပါတ်2မျိုးကိုတော့ ဒါလက်မတော်ကပြန်နေပြီးတော့ထိန်းချုပ်လိုက်မယ်လို့ကျွန်တော်ထင်ပါတယ်เนาะအဲ့တော့နောက်တစ်ခုကကျွန်တော်မြို့ပြည်သူတွေမေးနေတယ်မိုးကုတ်မိုးကုတ်ကိုတက်ကဘယ်တော့ဝင်มาလဲမိုးကုတ်ကိုတက်မလို့စကြောင်းနေဘယ်တော့ထိုးมาလဲလို့မေးနေတယ်ကျွန်တော်မြို့ပြည်သူတွေအတွက်မိုးကုတ်ကတော့အနေချင်းတော့ကြောင်းမယ်ထင်တယ်အနေချင်းတော့ကြောင်းမယ်ထင်တယ်ကျွန်တော်ထင်ပါတယ်မိုးကုတ်ကတော့ရွေးကောက်ပွဲပြီးလောက်မှဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်เนาะဒါမဲ့လည်းဒါကျွန်တော်ထင်မြင်ယူဆချက်ကိုပြောတာပါကျွန်တော်တူတူတယောက်တည်းထင်မြင်ယူဆချက်ကိုပဲပြောပြတာဖြစ်ပါတယ်เนาะမိုးကုတ်ကတော့ဒါရွေးကောက်ပွဲပြီးမှဖြစ်လိမ့်မယ်ကျန်တဲ့မျိုးတွေကတော့ ရမတ်တီရလေတွေပြေးကြမြည်မရှိအောင်တက်မတော်ကထိုးစစ်တွေဆင်မာလိုက်မယ်အခုတီဘောကိုမကြခဲ့တက်မတော်လည်းထဲပြန်ရောက်ပါတော့မယ်နော်ဒါကတော့ရှမ်းမြောက်ချင်းနဲ့ပတ်သက်ပြီးတော့တိဆက်ပေးကြတာဖြစ်ပါတယ်နောက်တစ်ခါတော့ဒီရခိုင်ရခိုင်နဲ့ပတ်သက်လို့တော့ဒီနေ့ရီကမှာဒါတိုက်ပွဲတွေပြင်းထန်နေပါလေဒါအကြမ်းဖက် AD အနေနဲ့နိုင်ငံရရှိရေးအတွက်ကိုဒါသူတို့ရှိသမျှအင်အားအလုံးရင်းကိုထိုးတုံတယ်ပြီးရင်နောက်ထပ်ဒီအကြမ်းဖက် PDF တွေကိုဒါထိုးကြွေးပြီးတော့သူတို့တွေထိုးစစ်ဆင်နေတယ်လက်ရှိချိန်ထိတော့ဒါနိုင်ငံကိုသူတို့မရသေးပါဘူးမရပါဘူးเนาะຢ່າလဲရရှိဖို့လေ တော်တော်ခဲရဲမာလိုက်မယ်။ဘာလို့လဲဆိုတော့လက်ရှိတက်မတော်ရဲ့ဒီစစ်ကြောင်းထိုးစစ်ဆင်မှုတွေကတော်တော်ကြီးကိုအားရတာတွေဖြစ်နေတဲ့အတွက်အကြဆုံးများစွာနဲ့ဒါအကြံပေး A တွေပြန်ဆုပ်သွားလိမ့်မယ်လို့ကျွန်တော်ဒီနေ့ကနေခမ်းမန်းပေးပါရစေ။နောက်တစ်ခါတော့ဒါတက်မတော်စစ်ကြောင်းနေရနောက်ထပ်နေရနေရာတွေကိုဆက်လက်ပြီးတော့ထိုးစစ်တွေဆင်နေတယ်။ဗဒန်းဘက်မှာလည်းဒါဆက်လက်ပြီးတိုက်ပွဲတွေပြင်းထန်နေတယ်။နောက်တစ်ခါတော့အန်အန်ဟွန်ဒါတက်မတော်စစ်ကြောင်းနေစတဲ့ထိုးထိုးတော့မယ်ပေါ့နော်။ထိုးဖို့ထိုးလဲထိုးနေပြီလို့ကျွန်တော်တို့သိရပါတယ်နော်။ဒါရခိုင်ချင်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်တစ်ခါတော့ဒီ KIA KIA နဲ့ပတ်သက်လို့လည်းဒါ ဖခန်ရဲ့နီးပါဝင်ကျင်ဒီမှာဒါတိုက်ပွဲတွေပြင်းထန်နေတယ်။အာကျမ်းဘက် KIA အနေနဲ့လည်းဒါကြုံများစွာနဲ့ဒီဗမောကနေပြီးတော့သူတို့ပြန်ဆုတ်သွားခဲ့ရပါဘောနော်ဗမောကိုသူတို့ချိန်ွားထားတဲ့အတိုင်းဒါဗမောမျိုးကိုသူတို့အရယူမယ်ပေါ့ဗမောကိုသူတို့ပြန်တိုက်မယ် ပြန်တိုက်မယ်ဒီဗမော်မျိုးသူတို့အလုံးဟိုအလုံးစုံထိန်းချုပ်မယ်ဆိုပြီးတော့သူတို့တွေကြင်ညာခဲ့ပြီမယ်အမှန်တကယ်မြေပြင်မှာတော့သူတို့တွေဆစ်ရှုံးပြီးတော့ပြန်ဆုတ်ခွာသွားပါတယ်နော်ပြန်ဆုတ်ခွာသွားတယ်အဲ့အတွက်သူတို့ဗေနီယာရေဆုတ်ခွာလဲသူတို့ရဲ့ဒီငကြီးဆိုးတဲ့နေရာတွေကိုဆုတ်ခွာသွားတယ်ဒါကိုတက်ကနေမြေလက်ရှင်းနေမှုတွေဆက်လက်ဆောင်ရွက်နေတယ်နောက်တစ်ခါတော့ဒီ ဖားကန်ရဲ့ area ဝန်းကျင်တွေမှာဒါတိုက်ပွဲတွေပြင်းထန်နေတယ်လိုင်းစာကိုလည်းတက်မတော်မှမကြမကြလေချောင်းနဲ့သွားပြီးတော့ဖုံခါရာလေးတွေရှိပါတယ်ဖုံခါရာလေးတွေရှိပါတယ်အဲ့တော့ကျွန်တော်ပြောနေကြတိုင်းပဲဒီအကြမ်းဖက်လက်နက်ကိုင်တွေရဲ့ဌာနချုပ်တွေကိုဝင်ရောက်တိုက်ခိုက်ခြင်းမပြုရဘူးဆိုတဲ့ဥပဒေပုံမှန်ရှိနေပေမဲ့အကြမ်းဖက်တွေရဲ့ကျင်းလေကြဆားရနေရတယ်ကိုတက်မတော်ကလေချောင်းနဲ့ဘုံမကျရဘူးဆိုတဲ့ဥပဒေမရှိတဲ့အတွက်တက်မတော်ကတော့ တော့သူပေါက်သွားဖွင့်တော့ဖွင့်မှာပါပဲပေါက်သွားဖွင့်တော့ဖွင့်မှာပါပဲဒါကတော့ဒီနေ့အတွက်ဒါတိုက်ပွဲနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်တစ်ခါတော့ဒီကစကိုင်းစကိုင်းဘက်မှာလည်းဒါဆက်လိုက်ပြီးတော့တိုက်ပွဲပြင်းထန်နေတယ်ဒါစကိုင်းဘက်မှာတော့ကျွန်တော်မြတ်ပြည်သူတွေသိတဲ့အတိုင်းပဲเนาะအဲ့တော့အကြံဘက် PDF တွေအနေနဲ့သူတို့ရဲ့အုတ်ကူနီနီလေးတောင်မှသူတို့မကတ်နိုင်အောင်တက်မတော်က လာရှင်းနေပါတယ်အဲ့တော့ကျွန်တော်မြတ်ပြည်သူတွေအနေနဲ့လည်းအညာဒေတာကိုလမ်းကြုံလို့ပဲဖြစ်ဖြစ်တမင်မဲဖြစ်ဖြစ်ရောက်သွားခဲ့တယ်ဆိုလို့ရှိရင်လမ်းဘေးဘက်ညာမှာရှိတဲ့အုတ်ကူနီနီလေးတွေကိုသေးဝင်ပန်းခဲ့ဖို့လည်းဖိတ်ခေါ်ပါတယ်နော်အဲ့တော့အညာဒေတာမှာတော့အုတ်ကူနီနီလေးတွေကတော့ပလုံစီနီအောင်ကိုပြင်းညက်နေပြီဖြစ်ပါတယ်ဒါကတော့ ဒီနေ့တိုက်ပွဲချိန်နဲ့ပတ်သက်ပြီးပြောပြတာပါနောက်တစ်ချက်ကတော့ဒီဒူးချုပ်ပေါ့နော်ဒုတိယတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မူကြီးတိရိပြန်ချီဆိုးဝဲပေါ့နော်ဦးစိုးဝင်းကိုဒါယာဒူးတွေပေါ့သူလက်ရှိအရင်ကယူထားတဲ့ယာဒူးတွေရှိတယ်ဗျနော်ယာဒူးတွေအများကြီးပဲရှိတယ်ဒါပေမဲ့အဲ့ဒါတွေကိုလက်ရှိသူကဒီဗိုလ်ချုပ်ကြီးညိုစောပေါ့နော်ဗိုလ်ချုပ်ကြီးညိုစောဦးညိုစောပေါ့နော်ဦးညိုစောကိုသူလွှဲပေးထားတယ်လွှဲပေးထားတယ်ဒါတွေကဘာလို့လွှဲလဲဆိုတချို့မီဒီယာတွေမှာကျတော့ဒီအကြမ်းဖက်အုပ်စုပြည်ဖြတ်မီဒီယာတွေနဲ့တချို့တချို့သော ဟိုတက်ကိုထောက်ခံတာလို့လို့အကြမ်းဖက်ကိုထောက်ခံတာလို့လို့ဟိုဘက်ရောင်ရောင်ဒီဘက်ရောင်ရောင်လုံနေတဲ့မီဒီယာတွေတချို့ရဲ့ဖော်ပြချက်တွေမှာတော့ဒါဒူဂျုတ်ကယာတို့အနှိမ်ခံရတယ်ဆိုပြီးတော့ကျွန်တော်တို့တွေဝေဖန်ပြီးတော့ရေးထားတယ်เนาะအဲ့တော့ဒူဂျုတ်ကယာတို့အနှိမ်ခံရတာမဟုတ်ပါဘူးเนาะယာတို့အနှိမ်ခံတာမဟုတ်ဘူးအဲ့တော့ယာတို့အနှိမ်ခံရတယ်ဆိုတာကဘလို့ယာတို့အနှိမ်ခံရလဲဆိုလို့ရှိရင်ကျွန်တော်ဥမာတစ်ခုဒုတိယဘူဂျုံမူကြီးဆိုဝင်ပေါ့เนาะသူကနေပြီးတော့ဘူဂျုံကြီးအဆင့်ကိုရောက်သွားတယ်ဆိုရင်တော့ဒါကယာတို့အနှိမ်ခံရတာဖြစ်ပါတယ်ကျန်တာတာမန်အားဖြင့် လက်ရှိသူ့ရဲ့ယာတို့သည်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်ဖြစ်တဲ့အတွက်သူကဒီဒုတိယဗိုလ်ချုပ်မှုကြီးယာတို့ကိုဆက်လက်တာဝန်ယူထားတာပါအဲသူလွှဲပေးလိုက်တဲ့အာဏာတွေကဟို sorry သူလွှဲပေးလိုက်တဲ့တာဝန်တွေကဘာကြောင့်လွှဲလဲဆိုတာကျွန်တော်မျိုးကပြည်သူတွေသေချာခံမှန်းကြည့်ပါလက်ရှိလာမယ့်ရွေးကောက်ပွဲနော်လာမယ့်ရွေးကောက်ပွဲကကျွန်တော်တို့နိုင်ငံအတွက်အဆုံးဖြတ်ပြီးအများကြီးဖြစ်လာပါတယ်အများကြီးဖြစ်လာတယ်ဒါကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီဦးသိန်းစိန်လက်ထက်ကပေါ့ဦးသိန်းစိန်ဦးတန်းရွှေနဲ့ဦးတန်းဟို sorry ဦးတန်းရွှေဦးတန်းရွှေရွေးကောက်ပွဲပြုတ်လုပ်ပေးတဲ့အချိန်မှာဦးတန်းရွှေကရွေးကောက်ပွဲလည်းပြီးတော့အနိုင်ရပါတီဖြစ်တဲ့ တက်ခိုင်ရင်တော့ဖွံ့ဖြိုးရေးပါတီကိုသူအာဏာလွှဲခဲ့တယ်သူအာဏာလွှဲပြီးတာနဲ့သူဆက်လက်ပြီးတော့သူတက်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကိုလည်းဒါဗိုလ်ချုပ်ကြီးမင်းအောင်လိုင်ကိုသူလွှဲပေးခဲ့တယ်ထို့နည်းတူဆိုတာပဲလက်ရှိသွားနေတဲ့စည်ရေးခင်းကျင်းမှာရောနိုင်ငံရေးခင်းကျင်းမှာကဒီခင်းကျင်းကိုသွားနေတယ်သွားနေတယ်အဲ့ဒါဒီရွေးကောက်ပွဲမှာအနိုင်ရပါတီကိုလည်းသူတို့ဒီအာဏာလွှဲပေးခဲ့မယ်တက်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ဒေဒုတိယတက်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်တွေကိုလည်းသူတို့တွေကလွှဲပြောင်းပေးခဲ့မှာဖြစ်တယ်အဲ့တော့လွှဲပြောင်းပေးခဲ့မှာဆိုတော့ကျွန်တော်တို့စကားပုံတော်ဗမာစကားပုံတော်ရှိပါသေးတယ်နော်ဘာလဲပွဲ ပွဲထဲမြောက်ခင်အပြင်ကလေးကျင့်ဆိုလားမသိဘူးကြောင်းအဲ့ဒါတော့သိမပြောတယ်ဘူးနော်အဲ့တော့သူတို့တွေဒီထဲကိုမဝင်နိုင်ခင်မှာသူတို့ဒီတာဝန်တွေကိုမလွှဲခင်မှာလက်ရှိသူတို့လုံနေတဲ့နေရာနဲ့သူတို့ဒီယူရမဲ့တာဝန်နေရာတွေကိုဆက်ဆက်မှုတွေရှိအောင်လို့တမင်ကိုအာဏာလွှဲပေးတာဖြစ်ပါတယ်နော်ယာတို့အနှိမ်ခံတာလည်းမဟုတ်ဘူးတာဝန်အနှိမ်ခံတာလည်းမဟုတ်ဘူးသူတို့ချင်းပြောင်းတော့မဲ့ကာလနှိစက်လာတာနဲ့အမျှသူတို့ကတစ်ဖက်နဲ့တစ်ဖက်ချိတ်ဆက်မှုဖြစ်အောင်လုပ်ပြတာဖြစ်ပါတယ်ဒါတမတော်ကသူသွားနေကြတမစင်မဲ့တမတော်ကသူသွားနေကြတမစင်နော်အဲတမတော်ကဘယ်နေရာပဲဖြစ်ဖြစ်သူတို့ကစီးနဲ့စနစ်နဲ့ စနစ်တကျလုတ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက်သူတို့အနားမယူခင်မှာ နောက်တက်လာမဲ့တက်ချုပ်တွေဒူးချုပ်တွေပြီးအဆက်ဆက်ပေါ့နော်သူတို့တွေကိုတာဝန်လွှဲပေးဖို့ရာအတွက်ကိုဒါသူတို့ရဲ့တာဝန်နေရာတွေကိုထိုးထည့်ပေးထားတယ်ရှိပါတယ်ဒါကလက်ရှိအကြမ်းဖက်ပြဖြစ်အုပ်စုမီဒီယာတွေအနေနဲ့ကဒူးချုပ်အာဏာအလွှဲခံရတယ်ဆိုပြီးတော့ကျတော့ဒါမိုင်းတိုင်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်မျိုးဝက်ပြည်သူတွေညင်အောင်ရှင်းပြခြင်းဖြစ်ပါတယ်။အမှန်တကယ်ကတော့ဒူချုပ်အာဏာလွှဲခံတာမဟုတ်ဘူး။သူတို့တွေဒီရွေးကောက်ပွဲပြီးသွားလို့ရှိရင်ဒီတက်ချုပ်ဒူချုပ်တာဝန်တွေကိုလွှဲပြောင်းမှဖြစ်တဲ့အတွက် နော်သူတို့ဒီဟာကိုအခုတွေကကြိုတင်ပြင်ဆင်လေ့ကျင့်မှုတွေဆောင်ရွက်နေတာဖြစ်ပါတယ်အဲ့တော့ဒူးချုပ်တက်ချုပ်တွေဟိုတက်ချုပ်ဒူးချုပ်တွေဘယ်သူတွေတက်လာမလဲဆိုရင်တော့လက်ရှိရေဘန်းအစားဆုံးပုံကိုတွေကတော့ဒါဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းပေါ့လက်ရှိကြီးလီညှိနှိုင်းကွက်ကေယံမှုရဲ့တာဝန်ကိုထမ်းဆောင်နေတာဖြစ်ပါတယ်သူ့ကိုတော့ဒါအများအားအများအားဖြင့်ဒီတက်ချုပ်ယာဒူးကိုညှုံမှန်းထားတဲ့ယာကိုင်တော့အများဆုံးပေးထားတဲ့လူပုံကိုတူဖြစ်ပါတယ်ဒါပေမဲ့လည်း လိုအပ်နေတဲ့ကြံ့နေတဲ့အချိန်ကာလလေးတွေရှိနေရကြောင်းအပြောင်းလဲလေးတွေတော့ဖြစ်သွားနိုင်တယ်ဒါလက်ရှိအများဆုံးရေပန်းစားနေတာကတော့ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကတော့တက်ချုပ်ရဲ့တာဝန်ကိုထမ်းဆောင်မှုအတွက်ရေပန်းအများဆုံးစားနေတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်အဲ့တော့ဒုချုပ်တာဝန်ကိုဘယ်သူရေပန်းစားလဲဆိုတော့လက်ရှိရေပန်းအစားဆုံးပုဂ္ဂိုလ်ကတော့ဗိုလ်ချုပ်ကြီးကိုကိုဦးဖြစ်ပါတယ်ဗိုလ်ချုပ်ကြီးကိုကိုဦးကတော့ဒုချုပ်တာဝန်ကိုရေပန်းစားနေပါတယ်เนาะလူပြောများနေတဲ့ပုံကိုတူလည်းဖြစ်ပါတယ်ဒါကြောင့်မလို့လက်ရှိတက်ချုံနဲ့ဒူချုံနေရာကိုတော့ ဟိုရေပန်းအများဆုံးစားနေတဲ့ပုံကိုတွေကတော့ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ဗိုလ်ချုပ်ကြီးကိုကိုဦးတို့ရေပန်းအစားဆုံးဖြစ်နေပါတယ်ဒီရွေးကောက်ပွဲကကျွန်တော်တို့မိဘပြည်သူတွေအားလုံးပူးပေါင်းပါဝင်မှုလိုပါတယ်နော်ပူးပေါင်းပါဝင်မှုလိုတယ်အဲ့တော့အကြံပေးပြည်ဖြတ်အုပ်စုမီဒီယာတွေပြောပြောနေတဲ့အတူရောင်ရွေးကောက်ပွဲလို့ပြောနေပေမဲ့တွတ်သူအတူရောင်ပဲဖြစ်ဖြစ်အစ်စ်မှန်ပဲဖြစ်ဖြစ်ကျွန်တော်တို့ပြည်သူတွေမြန်မာနိုင်ငံတနိုင်ငံလုံးပူးပေါင်းပါဝင်မှပြည်သူလူထုအားလုံးပူးပေါင်းပါဝင်မှဒီရွေးကောက်ပွဲကြီးဖြစ်မြောက်သွားမှများတို့တွေ ဟိုမဖြစ်စေခြင်းနဲ့เนาะစစ်အာဏာရှင်အောက်ခင်ဗျားတို့ပြောပြောနေတဲ့အကြမ်းဖက်ပြည်ဖြတ်အုပ်စုတွေမုန်းနေတဲ့စစ်အာဏာရှင်အောက်ခင်ဗျားတို့လွတ်မြောက်မှာ ဖြစ်ပါတယ်เนาะသူတို့ပြောတယ်လို့ပဲစစ်ဖနအောက်လွတ်မြောက်ဖို့ဆိုရင်ကျွန်တော်ဒီတက်မတော်ကလုတ်ပြီးတဲ့ရွေးကောက်ပွဲကိုတနိုင်ငံလုံးပူးပေါင်းပါဝင်မှတာလေခင်ဗျားတို့ပြောပြောနေတဲ့စစ်ဖနအောက်တို့เนาะစစ်အာဏာရှင်အောက်တို့လွတ်မြောက်မှာဖြစ်ပါတယ်ဒါကကျွန်တော်သူတို့အကြမ်းဖက်ပြည်ပြအုပ်စုမီဒီယာတွေရဲ့ပြောတဲ့စကားနဲ့နှိုင်းယှဉ်ပြီးတော့ပြောပြတာဖြစ်ပါတယ်။အဲ့တော့အကြမ်းဖက်ပြည်ပြအုပ်စုမီဒီယာတွေအနေနဲ့ကတော့ ဒီရွေးကောက်ပွဲမဖြစ်မြောက်ဖို့အတွက်ကိုအဖက်ဖက်ကနေနှောက်ရက်နေတာရှိတယ်။သူတို့ကဘာလို့နှောက်ရက်ဖြက်စီလဲ။အဖြေကရှင်းရှင်းလေးပါ။ဒီရွေးကောက်ပွဲပြီးသားသူတို့ကအမှန်တကယ်ဒီမိုကရေစီလိုချင်နေဗျာ။အမှန်တကယ်ဒီမိုကရေစီရဲ့အနှစ်သာရကိုလိုချင်နေဆိုလို့ရှိရင်တက်မတော်ကနေပြီးတော့ငင်းချိုင်းလမ်းကြောင်းမို့ခေါ်တယ်။ဒီငင်းချိုင်းရေးသပွဲဝိုင်းမို့ခေါ်တယ်။ဒီရွေးကောက်ပွဲကိုအားလုံးပူးပေါင်းပါဝင်ပြီးတော့အတူတကွလောက်ကြမယ်။မင်းတို့လည်းလက်နက်တွေဆွန့်တက်ကလည်း ဟိုကမလို့ချင်ဘူးမတိုက်ချင်ဘူးအဲ့တော့အလုံးပူပေါင်းပါဝင်မှုဖိတ်ခေါ်တယ်ဒါပေမဲ့အကြမ်းဖက်ပြီးရအုပ်စုတွေအနေနဲ့ရောက်မလာဘူးဘာလို့ရောက်မလာလဲအဖြေကရှင်းရှင်းလေးတို့လိုချင်တဲ့ဒီမိုကရေစီကိုတို့မယူချင်ဘူးမယူချင်ဘူးဗဇက်ကတော့တို့ဒီမိုကရေစီလိုချင်တယ်လို့ပြောနေပေမဲ့မြေပြင်မှာတော့တို့တွေမယူချင်ဘူးဘာလို့မယူချင်လဲလက်ရှိတို့ကဟိုခွေးတော်မှဗျာခွေးတော်မှ အသားစားမလားအသီးစားမလားလို့မေးလို့ရှိရဲ့ဘယ်ခွေးမဆိုအသားပဲစားမှာအဲ့တော့အသားစားတဲ့ခွေးကအဲ့အသားရဲ့အရသာကိုတို့ကောင်းကောင်းကြီးသိတယ်အဲ့ခွေးတွေကကောင်းကောင်းကြီးသိတယ် အဖြေရရှင်းရှင်းလေးကျွန်တော်ပြောတဲ့အထက်မှာအဖြေရှင်းရှင်းလေးနော်ခွေးဆိုတဲ့တိလိษံကအသားစားမလားအသီးစားမလားမေးကြည့်လိုက်အသားပဲစားမှာဖြစ်ပါတယ်အဲ့စားပြီးသွားတဲ့အသားကိုလေသူတို့ကအရသာကိုကောင်းကောင်းသိတယ်ထုံနည်းတူစွာပဲအကြမ်းဖက် PDF နဲ့အကြမ်းဖက် NUG တွေနဲ့အကြမ်းဖက်လက်နက်ကင်တွေအနေနဲ့ကသူတို့ဒီလက်နက်ကင်ရတဲ့ရလက်ကိုသူတို့သိနေပြီလက်နက်ကင်ရတဲ့အရသာကိုသူတို့ကောင်းကောင်းကြီးသိနေပြီဘာလို့ကောင်းကောင်းကြီးသိလဲသူတို့လက်နက်ရှိလို့ရှိရင်ပြည်သူကိုသူတို့ကြိုက်တယ်လို့နှိပ်စက်လို့ရတယ်ကြိုက်တယ်လို့ လုပ်လို့ရတယ်သူတို့ရဲ့ဥပဒေမှာပြောင်းဝပဲရှိတယ်ဆိုတော့ခေါင်းစဉ်အောင်တဲ့အတူပြည်သူလူထုကိုဒုက္ခပေးမယ်တားပြုတ်သမီးမျိုးတွေကိုမရင်ကျင့်မယ်ပြီးရင်အိမ်တွေကိုဟိုဓမြတိုက်တာတွေခိုးဆိုးလူနိုင်တာတွေလုပ်မယ်ပြီးလို့ရှိရင်ဒီဖျားထားပနာတွေဖောက်တာတွေဘာတွေသူတို့လုပ်လို့ရတယ်ဒီရဲ့အရသာကိုသူတို့တွေကောင်းကောင်းကြီးသိနေတဲ့အတွက်သူတို့လက်နက်မစွန့်ညင်ဘူးဒီမိုကရေစီဆိုတာလည်းသူတို့မလိုချင်ဘူးအဲ့တော့မြေပြင်မှာသူတို့အလူခံလို့ရတဲ့ပတ်စံတွေနော်ပြီးလို့ရှိရင်ဒီဓမြတိုက်တဲ့ဟာတွေဖျားထားပနာဖောက်တဲ့ဟာတွေဒီရဲ့အရသာတွေကိုသူတို့ကောင်းကောင်းကြီးသိနေပြီ တိုးထဲမှာနေလို့ရှိရင်သူတို့ဘလို့လုံးလို့ရတယ်ဆိုတာကိုသူတို့ကောင်းကောင်းကြီးသိနေပြီအဲ့အတွက်သူတို့တွေလက်နဲ့မစွန့်ညင်ဘူးဒီမိုကရေစီဆိုတဲ့အရသာကိုမသွားကျင်တဲ့အတွက်သူတို့တွေဒီရွေးကောက်ပွဲကို နောက်ဆက်ဖြက်စီဟန်တာလူစိတ်တွေကိုဒါပြည်သူတွေကိုမှိုင်းတိုက်နေတာဖြစ်ပါတယ်ဒါပေမဲ့ဒါတွေကိုဒါကျွန်တော်တို့မြို့ပြည်သူတွေအနေနဲ့နားမယောင်မှုလို့တယ်ဒီရွေးကောက်ပွဲကိုအလုံးပူးပေါင်းပါဝင်မှုလို့တယ်ဒီရွေးကောက်ပွဲကဒါတက်မတော်ရဲ့ထွက်ပေါက်မဟုတ်ဘဲနဲ့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေမြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ထွက်ပေါက်ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီရွေးကောက်ပွဲကိုအလုံးပူးပေါင်းပါဝင်မှုလို့တယ်အဲ့တော့ဘယ်ပါတီကိုမဲပေးရမယ်ဆိုတာတော့ကျွန်တော်တို့တွေမပြောလို့ဘူးအဲ့တော့ပါတီတွေကတော့အများကြီးပဲအဲ့တော့ကျွန်တော်တို့ပါတီတွေထဲမှာမှ ကျွန်တော်တို့တစ်ချက်စဉ်းစားရမှာကဘာလဲကျွန်တော်တို့ဒီကိုပေးလိုက်တဲ့အသေးပြားဟိုအသေးကြားကမဲတပြားကကျွန်တော်တို့နိုင်ငံအတွက်ဘယ်လောက်ထိကောင်းအောင်သူတို့လုပ်ပေးနိုင်မလဲနော်နိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင်ဘယ်လိုလုပ်ပေးနိုင်မလဲနော်တက်မတော်နဲ့အတူဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူလုပ်ပေးနိုင်မလဲခင်ဗျာ NLD လိုဟာမျိုးနော်သူတို့အာနာမရစင်ကတမျိုးအာနာရသွားတဲ့အချိန်မှာသူတို့ရဲ့ ဟိုသူတို့အာဏာရတဲ့အချိန်မှာပေါ့နော်ဟိုအာဏာရတဲ့အချိန်မှာပထမဦးဆုံးသူတို့ရဲ့လုပ်ငန်းစဉ်ကပြည်သူကိုမကြည့်ဘူးဗုဒ္ဓဘာသာကိုမကြည့်ဘူးသူတို့ရဲ့အချက်ကတစ်ချက်ပဲရှိတယ်အဲ့ဒါတော့စစ်တပ်ကိုအမြင့်ဖြတ်ရေးအတွက်ကိုသူတို့ဥတည်ပြီးသွားတဲ့အတွက်သူတို့အခုလို့ကျွန်တော်မြန်မာနိုင်ငံကကစင်ကလေးရတွေဖြစ်ကုန်တာဖြစ်ပါတယ်အဲ့တော့ခင်ဗျားတို့သိထားဖို့ကဘယ်ပါတီမဆိုတက်မတော်ဖြိုချလို့မရဘူးတက်မတော်ဖြိုချလို့မရဘူးအဲ့တော့တက်မတော်ဖြိုချတဲ့ပါတီကတော့ပျက်စီးမှာပဲတက်မတော်ဖြိုချတဲ့ပါတီကတော့ပျက်စီးမှာပဲဘာဖြစ်လဲဆိုတော့တက်မတော်ဒီနိုင်ငံကိုကာကွယ်ရေးတာဝန်ကိုယူထားတယ်လို့ဟိုအဖွဲ့အစည်းတစ်ခုဖြစ်တယ် မြန်မာနိုင်ငံမှာပဲဖြစ်ဖြစ်ဗေနိုင်ငံမှာပဲဖြစ်ဖြစ်တရားဝင်လက်နက်ကင်အဖွဲ့အစည်းတွေနိုင်ငံကိုကာကွယ်ဖို့အတွက်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ဒီအဖွဲ့အစည်းကိုပြစ်စည်းအောင်လုပ်တဲ့ပါတီမှန်သမျှတော့သူစိတ်နဲ့သူသွားတာပဲအခု NLD ကိုပဲကြည့်ပါနော် NLD ကသူတို့ဆလာကလေးကအများတို့ပြောပြောနေပြည်သူကောင်းသားရေးအတွက်ပြည်သူအစိုးရဆိုပြီးတော့သူတို့ကောင်းတဲ့နေတက်ထားပေမဲ့သူတို့လွတ်တော်တွေရောက်သွားတဲ့အချိန်မှာဘာတွေကိုစပြီးဥတည်ခဲ့လဲကျွန်တော်မြို့ပြည်သူတွေကောင်းကောင်းကြီးသိလောက်ပါပြီနော်အဲ့ပထမဦးဆုံးသူတို့စတင်ခဲ့တာဘာလဲဆိုလို့ရှိရင်စစ်တပ်ပြုတ်ကြရေး မစစ်တဲ့ပြုတ်ကြရေးကိုသူတို့ဥတည်ခဲ့တယ်။အဲ့ဒီကနေပြီးတော့သူတို့ဘာကိုထပ်ပြီးတော့ဥတည်ခဲ့လဲ။59စာလုံးကိုသူတို့မရရအောင်ဖြည့်ဆည်းဖို့ဥတည်လာတယ်။59စာလုံးဆိုတာတော့ကျွန်တော်မြတ်ပြည်တွေတည်ယူသားပါနော်။ဒီ59စာလုံးဆိုတာလည်းဥတန်းရွှေရေးဆွဲခဲ့တာမဟုတ်ဘူး။ဥနေဝန်တို့ရေးဆွဲခဲ့တာမဟုတ်ဘူး။အဲ့တော့အားလုံးလေးစားကြတဲ့နော်ကျွန်တော်တို့ရဲ့နိုင်ငံရဲ့ကောင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းကိုတိုင်ရေးဆွဲခဲ့တဲ့59စာလုံးဖြစ်တဲ့အတွက်ဒါကိုဒေါန်သန်းစုကြည်ကဖြည့်ဆည်းဖို့အတွက်ကိုပယ်ဖြတ်ဖို့အတွက်ကိုသူတို့တွေနီလန်းမြူးမြူးနဲ့ကြိုးစားခဲ့တယ်။ဒါပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူးနော်။အဲ့တော့59စာလုံးရဲ့အချင်းချုပ်ကိုတော့မပြောတော့ဘူး။ သူတို့တတိယနော်တတိယဖြည့်ဆည်းမှုကတော့ဗုဒ္ဓဘာသာညှုံးနှံပျက်စီးစေရေးနော်မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာညှုံးနှံပျက်စီးဖို့အတွက်ကိုသူတို့နီလန်းအမျိုးမျိုးနဲ့နောက်ဆက်ဟန်တာဖြည့်ဆည်းခဲ့တယ်ဒါကပါလဲဆိုလို့ရှိရင်ကျွန်တော်ဗုဒ္ဓဘာသာတရားဝဲတွေလုတ်ခွန်းနေပိတ်တယ်အဲ့တော့ဆရာတော်တွေတရားဟောဖို့ကိုသူတို့တွေပိတ်ပယ်ခဲ့တယ်ဆရာတော်တွေကိုနီလန်းအမျိုးမျိုးနဲ့နှိပ်ကွက်ခဲ့တယ်နောက်ဆုံးသူတို့ဘယ်လောက်ထိမနှိပ်ကွက်လဲနှိပ်ကွက်လဲဆိုလို့ရှိရင်ဒီကလားရင်းနဲ့ပေါ့နော်ကလားရင်းနဲ့ဆရာတော်ရင်းနဲ့ကိုတရန်နဲ့ထားတယ်ပြီးလို့ရှိရင်ဒီဆရာတော်တွေကို အောက်မှာမြေကြီးမှာထိုင်ခိုင်းပြီးတော့ကလားတွေကိုခုံပေါ်မှာထိုင်ခိုင်းတဲ့အနေထားတွေဟိုအနေထားတွေအထိဗုဒ္ဓဘာသာကိုညွှန်းတော့အောင်တို့ရင်နီလန်မျိုးမျိုးနဲ့ဖြည့်ဆည်းခဲ့ကြတယ်ဖြည့်ဆည်းခဲ့ကြတယ်အဲ့တော့ဒါတွေကိုတက်ကကောင်းကောင်းကြီးသိတဲ့အတွက်နော်ဘာမှမပြောသေးဘူးကြည်ပဲကြည်နေတယ်လွတ်တော်ထဲမှာတို့နီလန်မျိုးမျိုးနဲ့ဖြည့်ဆည်းဖို့အတွက်ကိုဟန်တားခဲ့ကြတယ်ဒါပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူးမအောင်မြင်ခဲ့တဲ့အဆုံးတို့ဘာလုပ်လဲတော့2019မှာတို့ကိုဖစ် -19 ရောဂါတွေစတင်ဖြစ်တယ်အဲ့တော့တို့စတင်ဖြစ်တဲ့အချိန်မှာတို့အတွက်ကဒီကိုဖစ် -19 ရောဂါဆိုတာကတို့အတွက်ခွန်ကောင်းတည့်ရဖြစ်သွားတယ် ခွန်ကောင်းတရက်ဖြစ်သွားတယ်ဘာကိုခွန်ကောင်းတရက်ဖြစ်သွားလဲဆိုတော့သူတို့အာနာရခဲ့ဟိုအာနာရစင်မှာဒီ covid 19ရောဂါဆက်ဖြစ်တာဖြစ်တဲ့အတွက်သူတို့အနေနဲ့ကောင်းကောင်းကြီးစီယုံလို့ရပါတယ်ကောင်းကောင်းကြီးစီစီယုံလို့ရအဲစီယုံလို့ရတော့ဘာလို့ကောင်းကောင်းကြီးစီယုံလို့ရတာလဲလို့မေးလို့ရှိရဲ့သူတို့တွေအမိန့်နေအများကြီးထုတ်ခဲ့တယ်နော်အဲ့တော့ရွေးကောက်ပွဲမှာနော်လာမယ့်ရွေးကောက်ပွဲမှာပေါ့နော်အဲ့တော့ဒီစီယုံရေးအနေနဲ့နော်သူတို့ရဲ့ computer မရဘဲနဲ့ဘယ်ပါတီမှစီယုံကမရှိဘူးတော့နော်ဘယ်ပါတီမှလူစုလူဝေးနဲ့လုံးခွင့်မရှိဘူးဆိုပြီးတော့သူတို့တွေဟို အမိန့်စာတွေထွက်ခဲ့တယ်ဒါပေမဲ့ NLD ကတော့လူစုလူဝေးနဲ့ mass တက်ပြီးတော့နော်မဲစည်းရုံးမှုလုပ်ခဲ့တယ်အဲ့တော့သူတို့ကိုဒီမဲစည်းရုံးမှုလုပ်တဲ့အချိန်မှာပတ်ဝန်းခဲ့တဲ့လူတွေကို9000နာရီပြလူပြန်နေအောင်နိုင်ငံတော်ရဲ့ပတ်စံနေနဲ့နော်နိုင်ငံတော်ရဲ့ဒီဗန္ဓာကြီးပတ်စံနေနဲ့ကိုဟိုပေးပြစ်လိုက်တယ်ပေးပြစ်လိုက်တယ်အဲ့တော့9000စားကဘယ်သူလဲနော်အဲ့တော့ဒါတွေကိုလည်းကျွန်တော်မြတ်ပြည်သူတွေသိဖို့လိုတယ်အဲ့အချိန်မှာသူတို့ရွေးကောက်ပွဲကြီးစလုပ်တဲ့အချိန်မှာသူတို့ဒီမဲမတမာမှုတွေပြုလုပ်ခဲ့ကြတယ်နော်မဲမတမာမှုတွေပြုလုပ်ခဲ့တယ်ဒါကတော့အဖြစ်ရရှင်းရှင်းလေး ဒီဒေါန်သန်းစုကြည်ဦးဆောင်တဲ့ NLD အနေနဲ့နော်သူတို့တွေနောက်9နှစ်တာအုပ်ချုပ်ခွင့်မရခဲ့လို့ရှိရသူတို့ရဲ့လိုချင်တဲ့ point နော်စစ်တပ်ပြုတ်ကြရေးတို့ဗုဒ္ဓဘာသာညှို့နှွမ်းရေးတို့နော်အဲ့တော့ဒါတွေကိုဒီ59စာလုံးပပျောက်ရေးနော်ဒီအရေးတွေကိုသူတို့ဆက်လက်လှုပ်ဆောင်နိုင်ရန်အတွက်နောက်9နှစ်ကိုသူတို့မရမကအုပ်ချုပ်ချင်တာမရမကအုပ်ချုပ်ချင်တာအဲ့တော့မရမကအုပ်ချုပ်ချင်တဲ့အတွက်သူတို့ဘာလုပ်လဲဒီမဲဆာရွက်တွေရိုက်တယ်မဲဆာရွက်တွေရိုက်တယ်ရိုက်တဲ့အချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံမှာဥမာတစ်ခုဒီနှစ်တန်းရှိတယ်ထားဥမာတစ်ခုနှစ်တန်းရှိတယ်ကျွန်တော်တို့ ီမဲပေးပိုင်ခွင့်ရှိသူနှစ်တန်းရှိတယ်ဒါပေမဲ့သူတို့အနေနဲ့ဒီမဲကိုနှစ်တန်းရိုက်ရမယ့်ဟာကိုနှစ်တန်းမရိုက်ဖ ೇನೆ ငါးတန်းလောက်ရိုက်ခဲ့တယ်အဲ့တော့သုံးတန်းလောက်ပို့လာတယ်သုံးတန်းလောက်ပို့တဲ့ဟာတွေကိုဘာဖြစ်လဲကျွန်တော်မဲယုံနေမှာအဲ့တော့ကြန့်ခိုင်ရေးတို့နော်ကျနေ့ဖွဲ့စည်းတွေပါတဲ့မဲစာရွက်တွေကိုသူတို့တွေဖျောက်ပစ်လိုက်တယ်ဖျောက်ပစ်လိုက်တယ်အဲ့ဒီနေရာမှာသူတို့ဘာတွေအစားထိုးလဲဆို NDT ဆိုပြီးတော့ကျွန်တော်သူတို့အစားထိုးပြီးမဲပုံးနေတဲ့ကိုပြန်ထည့်ခဲ့တဲ့အခြေအနေတွေရှိခဲ့တယ်ပြီးလို့ရှိရင်ဒီသေပြီးသားလူတွေကို မဲထဲမှာပြန်ထည့်ပေးခဲ့တယ်ပြီးရင်ဒီမှတ်ပုံတွေတစ်ခုတည်းနဲ့လူနှစ်ယောက်ဖြစ်နေတာတွေပြီးလို့ရှိရင်ဒီလူနှစ်ယောက်ကဒီမှတ်ပုံတွေတစ်ခုတည်းနဲ့လာပြီးတော့မဲပေးတာတွေဒါတွေကိုဖြစ်တဲ့အတွက်နိုင်ငံတော်ကနေပြီးတော့ဒါတွေကိုဖြည့်ရှင်းမှုသုံးချိန်တိုင်းတိုင်းတောင်းဆိုခဲ့ပေမဲ့ဒီပေါင်းစန်းစုကြည်နေနဲ့ဒါတွေကိုမလုတ်ခဲ့တဲ့အတွက်မဖြည့်ရှင်းပေးခဲ့တဲ့အတွက်တက်မတော်အနေနဲ့အာနာမထိန်ညင်မင်းနဲ့အာနာထိန်နိုင်ရတဲ့အခြေအနေမျိုးတွေရောက်ရှိခဲ့ကြတယ်။ဒါ ው လည်းတာမီဝပြည်သူတွေသိအောင်ကျွန်တော်ဒီဒုတိယပိုင်းမှာရှင်းပြခြင်းဖြစ်ပါတယ်။အော်နောက်တစ်ခုရုပ်ရှင်မင်းသားမင်းသမီးတွေနော် အခုကျတော့သူတို့မဟုတ်တယ်လို့ပဲကျွန်တော်ဒေပြောရရင်ဥခင်လိုက်နော်ဥခင်လိုက်တို့သူတို့မဟုတ်တယ်လို့ပဲဗျာအခုကျတော့နော်အဲ့တော့စီရီယံလုတဲ့အချိန်မှာတော့အားလုံးနော်အဆုံးထိသွားမယ်လို့စောက်ကြီးစောက်ကြီးပြောခဲ့တာကိုမီကိုလိုးတွေနော်အဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေနော်ကိုမီကိုလိုးတွေနော်ညစောက်ကြီးတွေပြောပြီးတော့ပြည်သူကိုဂျင်းထိုးပြီးတော့ကျတော့ပြည်သူတွေလမ်းမမရောက်ရအောင် လုပ်ခဲ့တဲ့ထဲမှာအခင်လိုက်ဆိုတဲ့မေလိုးတွေထိတ်ဆုံးမှပါတယ်ထိတ်ဆုံးရပါတယ်အခုကျတော့သူတို့မဟုတ်တယ်လို့ပဲကိုမေကိုလိုမြစကားတွေရိုက်ဟာတာတွေရိုက် KTV တွေတွားမာဆက်တွေတွားနော်လုံနေတာ ကဲကျန်တဲ့သူတို့စကားအောင်နားရောက်နေတဲ့အဲ့ PDF တွေရောနော်ညီငယ်ညီမငယ်တွေကအခုလမ်းမတွေရောက်ပြီးတော့တော်ထဲမှာဘဝတွေပြက်နော်ဖာသေးတွေဖြစ်လို့နော်ဟိုကတခြားထိုင်းနိုင်ငံဘက်မှာလည်းစီရီယန်လုတ်သွားတဲ့ဝန်ထမ်းတွေဖာသေးတွေဖြစ်လို့တုံမမိသားစုတွေရဲ့ဒီလွတ်လာတဲ့အမြင်စင်းရင်းလေးပေါ့လွတ်လာတဲ့အမြင်စင်းရင်းဒါကျွန်တော်ဒီမှာထွက်လာပြီကျွန်တော်ဒီမှာထွက်လာတဲ့ထဲမှာတော့၄ယောက်ပို့နေတယ်ရောက်လာတာကတော့45ယောက်ပဲဒါပေမဲ့ကျွန်တော်ဒီစင်းရင်းရောက်လာတာတော့49ယောက်ဖြစ်နေတယ်4ယောက်ကတော့ဘယ်သူတွေလဲတော့မသိဘူးကျွန်တော်လည်းရောက်လာတဲ့အမြင်စင်းကိုဒါပြောပေးမယ်ပြောပေးမယ်ဆိုတော့ဒါ ်ပိုင်ဆိုးဦးเนาะပထမဦးဆုံးတယောက်နဲ့ဒါပိုင်ဆိုးဦးဒုတိယပိုင်ဆိုးဦးเนาะမ၃နှစ်၃ကနေပြီးတော့ဒီတန်လွန်အချုပ်ကနေပြီးတော့လွတ်လာတယ်နောက်တစ်ယောက်ကတော့ဒါဝင်းအောင်ရဲတကြက်เนาะရင်တင်းရဲတဖွဲ့အမတ်၃နှစ်၃ကနေပြီးတော့ရောက်လာတယ်ဒါလောက်ကန်အချုပ်ကနေပြီးတော့နောက်ကတော့ဒါကျော်စင်ဝင်းတကြက်နော်မ၄၁ခွန်ကနေပြီးတော့ဒါတမကူကူကပြီးလို့ရှိရင်တန်းစော်ဦးဟိုတသားတန်းစော်ဦးဒါလောက်ကန် စီယောစီယောကနေပြီးတော့လွတ်လာတယ်ပြီးတောင်းဝင်းအောင်တကြက်နော်တကြက်တောင်းဝင်းအောင်ပေါ့အာဆာယ9နှစ်လောက်ကန်ချုပ်ကနေလွတ်လာတယ်ပြီးရင်ဒုတိယကျအောင်ဟန်နော်ဒုတိယကျအောင်ဟန်ဒါရအာဆာယခွန်ချင်းရွှေရောပြီးရင်တသားမြင့်ကြီးဝါနာခါတာမသိဘူးနော်အဲ့တော့သူရေးထားတော့လေရဲ့အစ်မသက်ကွဲလို့နော်လေရဲ့တော့ကွဲတယ်ကျွန်တော်ကညဆိုတော့မျက်လုံးကမမြင်ရတာပြီးရင်နှစ်လေးနှစ်ကချင်းရွှေရောပြီးရင်ဒါတသားကောင်းဟောင်း ွာဟောင်းနော်လ68မော်ထိုက်ကပြီးရင်တက်ကြကြီးတင်ဦးလ39တန်လွန်ပြီးရင်ဒီတင်မောင်တသားတင်မောင်စတာစခတာနော်စတာက71ချင်းရွှေဟောပြီးရင်တင်ကြော်ထွန်းနော်လ3ငါးနေပြီးတော့ပါစင်ကြော်ပြီးရင်တက်ကြကြီးဂျာနီအောင်လ33လောက်ကိုင်းပြီးရင်ဒူးရာကံဘူကြော်အေး စခဒစတိပုံညောင်းပြီးရင်တကြက်ထွန်းအေးတဲခွေသုံးပြီးရင်တကြက်ကြီးဟန်ထောင်ခလာရ41ငိမ့်ပြီးရင်တကြက်ကျော်လွန်းခလာရ68တန်လွန်ကျင်းထောင်ပြီးရင်တသားကျော်သက်ခလာရ23ဝါစင်ကျော်ပြီးရင်တကြက်ကြီးကျော်ကျော်မ311စကခ78ပြီးရင်တသားဇော်9ဇော်9ဝင်းနော် မသားဇွန်နိုင်ဝင်းထပါရနှစ်နာမခပြီးရင်တတအာမယောသူမ431 oh sorry 341စကခ78ပြီးရင်တကြကြီးအောင်မင်းမ323စကခ76ပြီးရင်ဒီကောင်းထက်ကျော်တတတတသစ်ကောင်းထက်ကျော်တန်လွန်ဒူးရကံမူကြော်ကြော်လောက်ကိုင်းပြီးရင်တကြကြီးအောင်မြင့်ခိုင်အောင်မြင့်နိုင်အောင်မြင့်နိုင်ကွန်လုံးအချင်းထောင် ပြင်ရွှေကံရတကြကြီးရွှေကံတန်လွန်အကျင်းထောင်ပြင်တက်သားညင်ညီလင်းမောင်ချင်းရွှေဟောတကြကြီး မောင်ကောင်းတန်လွန်နော်အဲဒါဒီဒီနေ့လွတ်လာတဲ့ဒါလောက်ကိုင်းဒီဝါးနေပေါ့ MNDA ကိုကလက်နက်ကိုင်းနေလက်ထက်ကနေပြီးတော့ဒါဒီနေ့လွတ်လာတဲ့ဒီဂရင်ကိုတရားကို ရောက်ရှိလာတဲ့စစ်တုံးမှအမည်စရင်ဖြစ်ပါတယ်လွတ်လာတာကတော့45ယောက်ဒါပေမဲ့ကျွန်တော်စီစရင်ထွက်လာတာတော့49ယောက်အဲ့ထဲနေမှာ2ယောက်4ယောက်ကတော့ဘယ်သူတွေပူလဲတော့ကျွန်တော်လည်းတိကျတော့မသိရသေးဘူးကျွန်တော်လည်းအချိန်ဆက်တွေရလာတဲ့စရင်ကိုဒါပြောပြပေးတာဖြစ်တယ်အဲ့တော့ပါလာတဲ့မိသားစုတွေပြောရွှင်နိုင်ပါသေးတယ်အဲ့တော့ကိုယ်နာမည်တွေကိုယ်တက်တွေကိုယ်အဆင့်ရတုတွေမှန်တယ်ပါလာတယ်ဆိုလို့ရှိရင်ကျွန်တော်လာရှိုးဂရင်ကိုတွေအားကိုဆက်သွယ်ပါလို့ကျွန်တော်ဒီနေ့ကနေပြီးတော့မြစ်တာလက်ဆောင်စကားပါလိုက်ပါတယ်ဒါကဒီနေ့လွတ်လာတဲ့အမည်စရင်ဖြစ်ပါတယ် ကျန်တာတွေကတော့ဆက်လက်လွတ်ပြေးဖို့ရှိရလို့သိရပါမိမယ်။ဒါဒီနေ့လွတ်လာတဲ့စာရင်းကိုပဲကျွန်တော်တင်ဆက်ရခြင်းဖြစ်ပါတယ်။ဒါကတော့ဒီ MND A ကိုကလက်နက်ကင်ဖွဲ့တဲ့ကနေပြီးတော့ဒါလွတ်လာတဲ့အမည်စာရင်းဖြစ်ပါတယ်။ဒါဒီညဒီလောက်လေးကိုလာတင်ဆက်ပေးတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်လွှမ်းဝေးပါ